DOG ဌာနကနေတရားဝင်နှုတ်ထွက်သွားတဲ့ Elon Musk ဟာသူ့ရဲ့ Spaceship တုံ့ပြန်ထပ်မံပြတ်ကျတော့တော်တော်လေးကိုစိတ်မကောင်းဖြစ်နေရတယ်လို့သိရပါတယ်ကမ္ဘာအကျဉ်းသားဆုံးဘီလီယံနာတထေးကြီး Elon Musk ပိုင်တဲ့ Space X က Starship တုံ့ပြန်ဟာတပြားချိန်မြောက်ပြကြခဲ့ပြန်ပါတယ်။တက်ဆာကနေလွတ်နေတဲ့ Starship Mega တုံ့ပြန်ဟာအစမ်းပြန်သမှုတမပြကြခဲ့တာပါ။ပေလီယာရှိတဲ့အဲ့ဒီ Starship တုံ့ပြန်ကို Space X ပါ Starbase ခြေဆိုင်စခန်းကနေလွှင့်တင်ခဲ့ရင် ထမအဆင့် Super Heavy Booster မှာပေါက်ကွဲသွားတာပါဒီတစ်ခေါက်ကအသုံးမီသား Booster ဒုံးမြန်ကိုပထမဆုံးချိန်ပြန်သုံးတာဖြစ်ပြီးတော့ရင်ပေါ်အကန့်လောင်စာယူဆိတ်မှုကြောင့်ကမ္ဘာလေလူတွေပြန်မဝင်နိုင်ခင် Booster နဲ့ထိန်းချုပ်မှုလွတ်သွားခဲ့တာပါ လောင်စာယူစိတ်မှုကြောင့်ပင်မလောင်စာကံဖိအားပါဆုံးရှုံးခဲ့ပြီးအထင်းချုပ်လွတ်တဲ့အနေအထားရောက်သွားပါတယ်။အစီအစဉ်ရကမ္ဘာပတ်လမ်းထဲမှာ satellite ရှိခုလွတ်နေပြီးပြင်ဆင်လာဖို့လုပ်ထားပေမဲ့ တကားမပွင့်ခဲ့လို့ဂျိုတုတွေလည်းမလွင့်တင်နိုင်ခဲ့ပါဘူး။ကမ္ဘာလူပဲထုံချုံမဲ့ပြန်ဝင်လာပြီးအိန္ဒိယသမုဒ္ဒရာထဲပြက်ကျသွားတာပါ။2023အပီမာစတင်ခဲ့တဲ့ Starship စံသက်ပြန်တမ်းမှုဟာခုဆိုရင်6ချိန်မြောက်ရောက်ခဲ့ပါပြီ။ဒီတစ်ခေါက်ကတတိယချိန်ပြက်ကျတာဖြစ်ပြီးအရင် test flight နှစ်ခုက7မိနစ်ကြာပြန်တမ်းပြီးပြက်ကျခဲ့တာပါ။ခုပြန်တမ်းမှုတွေကအင်ကာဂျိုပေါ်လူသားတွေအစီလိုမဲ့ Elon Musk ရဲ့အိမ်မက်လည်းဖြစ်ပါတယ်။ ီလိုမတ်ကတော့ခုပြတ်ကြောင်းမှုကနေပြန်သုံးသက်စရာချက်လက်ကောင်းတွေအများကြီးရခဲ့တယ်လို့ပြောပြီးနောက်ထပ်ပြန်သန်းမှုသုံးခုကို3-4ဘက်ကိုတစ်ခုနှုံးလုံမယ်လို့ဆိုထားပါတယ်။ဒါအပြင်အီလိုမတ်ဟာအင်ဂါဂျိုဘောကိုလူလိုက်ပါခြင်းမရှိတဲ့ Starship Agatha ယဉ်ကို2026ကုန်ပိုင်းမှာဆေလွတ်ဖို့မှန်းဆထားတယ်လို့သိရပါတယ်။လာဂျာလီခြေဆိုင်သူရဲ့ Space 8ဒုံမြတ်ကုမ္ပဏီရဲ့ Starship Agatha ယဉ်ချင်းတွေကိုအချိန်စရာနဲ့တကွာစီစဉ်ထားတဲ့ဗီဒီယိုမှာ ီလိုမက်ကအဲ့ဒီလိုပြောခဲ့တာပါဒီလိုမက်ဟာထရန်ဒိုဂျီဌာနကြောခိုင်းထွက်ခွာပြီးတရားကြမှာအခုလို Starship Agatha ရဲ့လည်းအင်ကာဂျိုခီးစဉ်ထုတ်ဖော်ပြောကြားခဲ့တာဖြစ်ပါတယ် Spain နဲ့လျှက်စစ်ကားနဲ့ battery ထုတ်လုပ်တဲ့ Tesla လုပ်ငန်းစုပါဝင်တရားစီးပွားရေးလုပ်ငန်းအမျိုးမျိုးပုံမအယုံဆိုင်နိုင်ဖို့ထပ်ဆိုရတဲ့မှာမိမိခံကန်တာ short ချနိုင်ရေးစီစဉ်ပြီးဖြစ်ကြောင်း အီလွန်မတ်စ်ကစောပိုင်းကလေးကကြေညာခဲ့ပါတယ်။စတားရှိရင်ဟာပြန်တမ်းမှုစစ်ဆေးနေစဉ်တွင်စိန်ခေါ်မှုများစွာရှိတဲ့နီးပညာပိုင်းဆိုင်ရာစွမ်းဆောင်ရည်ဟာနောက်ဆုံးချိန်စရာအထိအင်ကာဂျိုဘောစစ်တပ်နိုင်ရေးအတွက်အရေးကြီးတယ်လို့ဆိုပါတယ်။အဲ့ဒီစွမ်းဆောင်ရည်တွေမှာအထူးသဖြင့်ကမ္ဘာပလန်နဲ့ကူရင်ကိုပြစ်လွတ်ပြီးနောက်လောင်စာဖြည့်သွင်းရခြင်းလုပ်ငန်းစဉ်နဲ့ကျိုးဝင်ပါတယ်။နေယိုလက်ပတ်နေကြတဲ့အင်ကာဂျိုနဲ့ကမ္ဘာဂျိုတို့ဟာနီးကပ်ဆုံးခီးစဉ်ဖြစ် အာဂါဒရေနဲ့ကုတန်းသွားလာဖို့အတွက်အချိန်9လမှ9လထိကြာမြင့်မှာဖြစ်ပါတယ်2026အကုန်ပိုင်းဆိုရင်နှစ်နှစ်ကိုတစ်ကြိမ်ဖြစ်ပေါ်လေရှိတဲ့ပါလွာတဲ့အာဂါဒပရင်ပေါင်းနဲ့လည်းတိုက်ဆိုင်နေတယ်လို့ဆိုပါတယ်အီလိုမတ်စ်ဟာအင်ဖီရိုမာနေတဲ့ကာလအတွင်းမှာသူ့အနေနဲ့အခက်အခဲကြက်တဲ့အများကြီးရင်ဆိုင်ခဲ့ရပြီးသူ့စီးပွားရေးလုပ်ငန်းတွေဟာလည်း80ရာခိုင်နှုန်းနီးပါးကျဆင်းသွားပါတယ်အီလိုမတ်စ်ဟာသူ့ရဲ့ DOG ဌာနကြီးကြပ်ကွက်မှုနဲ့ပတ်သက်ပြီးအစိုးရအဖွဲ့နဲ့ ထိတ်တိုက်တွေ့ဆုံမှုတွေကြောင့်ခက်တွေ့နေရတယ်လို့လည်းပြောခဲ့ပါတယ်။အင်တာဗျူးမှာတအားထုတ်ပြောဖို့ကခက်ခွဲပါတယ်။ဘာလို့လဲအငင်းပွားစရာဖြစ်လာနိုင်လို့ပါ။ကျွန်တော်ခက်တွေ့နေတယ်လို့ခံစားရပါတယ်။အစိုးရဖွဲ့ကိုကျွန်တော်စန့်ကျင်ပြီးမပြောကျင်ပေမဲ့အစိုးရဖွဲ့လုံးဝမအရာအလုပ်တက်လဲတာဝန်မယူကျင်ပါဘူး။ဒါကြောင့်နည်းနည်းခက်တွေ့နေတယ်လို့ Elon Musk ကပြောခဲ့ပါတယ်။ Elon Musk က Trump အစိုးရဖွဲ့မူဝါဒအများစုကိုသဘောတူပေမဲ့သဘောထားကိုလွတ်မှုတွေရှိတယ်လို့ထောက်ပြပါတယ်။ထို့သဖြင့် Trump ကကြီးကြပ်ခံလာတဲ့ ဥပဒေကျမ်းလို့ခေါ်တဲ့အစိုးရ36ရွှေချရေးဥပဒေကျမ်းစုပြည့်ချက်ကိုသူကထည့်သွင်းပြောကြားခဲ့ပါတယ်။ဥပဒေကျမ်းတစ်ခုအကြီးကျယ်ခန်းနာနိုင်ပါတယ်။ဒါပေမဲ့လှပနိုင်ပါတယ်။နှစ်ခုလုံးဖြစ်နိုင်မလားဆိုတာလည်းကျွန်တော်မသိဘူးလေ။ဒါကျွန်တော်ရဲ့ကိုပိုင်ညီမလို့ Elon Musk ကပြောပါလိမ့်။ကျွန်တော်ရဲ့ DOG ဌာနအကြီးကဲတာဝန်ကတော့အကုန်သွားပါပြီလို့ Elon Musk ကပြောပါလိမ့်။မေလာအစားပြီး DOG မှာသူ့ရဲ့ပါဝင်ပတ်သက်မှုကိုလည်း short ချမယ်လို့ EP လောက်ကလည်း ကြီးညာခဲ့တာပဲဖြစ်ပါလိမ့်